ဒီကနေ့ကွမ်းလွန်တော်မိခင်ကြီးဓမ္မလီတန်တင်ဒုသနာပြုဥညင်းအာရည်စု၍တမိဖြစ်သူဓမ္မမောတန်ကတိကငိမ့်နဲ့မြေဖြစ်သူမတန်တာဦးမိသားစုအပေါင်းသူတော်ကောင်းတို့ကရာသက်ပါစွကအနည်းဖြင့်ကိုးကြိမ်မြောက်ပရိယတ္တိသာသနာတက္ကသိုလ်တန်ခါတော်အရှင်မြတ်တို့အားနေစွာဆက်ကလှူဒါန်းသည့်ဘောဇနာဒါနာ စွာအလူကောင်းမှုကုသိုလ်ကို ပြုလုပ်အားထုတ်ခြင်းဖြစ်တယ်ပေါ့မိခင်ကြီးဖြစ်တဲ့ဒေါ်မော်ဒီတန်တန်သူနာပြုဒုသူနာပြုအုပ်ဟွန်းမိခင်ကြီးရဲ့စီးပွားရေးလုပ်ငန်းလို့ပြောမလားအသက်ရှင်တန်ဖို့အတွက်လုပ်ရတဲ့အလုပ်ကသူနာပြုလို့ဆိုတာ မကင်ရှိပါးထဲမှာထည့်မယ်ဆိုရင်တမအာဇီဝမကင်နဲ့ပေါ့နော်လှုပ်တာကတော့ကိုစည်းဝါးရေးကိုလှုပ်တာလေဒါပေမဲ့လို့ကိုလှုပ်နေတဲ့လုပ်ငန်းကမကင်ရှိပါးထဲမှာတမအာဇီဝထဲမှာပါနေတယ်ပါနေတဲ့အတွက်အလိုလိုမကင်ရှိပါးထဲကတဘာဖြစ်နေတယ်လို့အဲ့ဒီလိုနှလုံးသွင်းရတယ်ကိုပြုတဲ့ကုသိုလ်ကိုအဲ့ဒီလိုနှလုံးသွင်းလိုက်ရတယ်အဲ့တော့ခမရမိခင်ကြီး တာမအာဇီဝနဲ့အသက်ရှင်သန်ပြီးတော့သွားတာဖြစ်တဲ့အတွက်သူ့မှာမဲခင်ရှင်ပါတဲ့ကတပားကတေချာပေါက်ပါသွားပြီကျန်တဲ့ဟာဒီလည်းရှိတော့ရှိအောင်မှာပေါ့တေချာတာကိုပြောတာဟောတပားပါသွားပြီလို့အဲ့ဒီလူမမာကိုပြုစုဆောင်ရှောက်တဲ့လုပ်ငန်းကြီးကိုမြတ်စွာဘုရားကချီးမွမ်းတယ်ကိုယ်တိုင်လည်းလုပ်ခဲ့တယ်အဲ့ဒါလေးကိုဘုသူတာရှိအောင်ပြောပြမလို့နော် ဟိုသူနာပြုဆိုလို့ညာတမျိုးမထင်နဲ့ဖះကိုယ်တိုင်လုပ်ခဲ့တဲ့လုပ်ငန်းကြီးဗျာနော်ဖះကိုယ်တိုင်သူနာပြုပဲနော်ခါရုအတိနဲ့လို့နော်ဟွန်းတာဝတိကြောင့်တာဝတိမျိုးကဇေတဝန်ကျောင်းမှာတရင်သုံးနေတဲ့အချိန်မှာအဲ့ဒီတာဝတိဇေတဝန်ကျောင်းဝင်းထဲမှာတရင်သုံးတဲ့ယဟန်တပါရှိသူကစိတ်ကလေးက နည်းနည်းတမျိုးလို့ပြောရမှာပါလေအများနဲ့မတည့်ဘူးဒါရှိတတ်ပါတယ်ဘယ်မှာပြေးပြေးလူလောကလည်းရှိပဲဘုံကြီးလောကလည်းရှိတာပဲเนาะအများနဲ့တည့်အောင်မနေတတ်တာเนาะအများနဲ့တည့်အောင်မနေတတ်တဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင်းတိုက်ထဲမှာသူနဲ့တည့်တဲ့ယဟန်မရှိဘူးဘယ်သူနဲ့မှမတည့်ဘူးဘယ်သူမှလည်းသူသိစကားမပြောကြဘူးသူကလည်းမပြောခြင်းနေပြောခြင်းမပြောသူကသူဘာတိဘာသာသူကလည်းအဲ့ဒီလိုနေတာเนาะအဲ့ဒီကိုတော်လေးတစ်ပါးရှိအဲကျမ်းမာနေရင်တော့ကိစ္စမရှိဘူး မကြမ်းပါတဲ့ခါကျတော့သူများနဲ့မတည့်တဲ့သူကဒုက္ခရောက်ဒုက္ခရောက်တယ်ဆိုခင်ဗျားတို့လူနဲ့မတူဘူးလေဘုန်းကြီးဆိုတာမတရားသားတွေလေဟုတ်တယ်မလားမတရားသားတွေကြောင်းတစ်ကြောင်းမှလာနေကြတာလေဆွေရမျိုးရလို့ရှိတာမှမဟုတ်ဘူးနဲ့ဘယ်ဘုန်းကြီးမှမရှိဘူးမြတ်စွာဘုရားလည်းပဲအမျိုးတွေထွက်ပြီးခွာပြီးထွက်လာခဲ့တာပဲလေနော်ယဟန်တွေလည်းအကုန်လုံးပဲအမျိုးတွေနဲ့ခွာပြီးထွက်လာခဲ့ကြတာဆိုတော့ဟိုကိုနဲ့တည့်မှသာလေရင်ပြုစုဆောင်ဆောင်မှာပေါ့ကိုနဲ့မတည့်ရင်ဘယ်သူကပြုစုမှာလဲအဲ့တော့အဲ့ဒီကိုတော်လေးက မမမကြမ်းဖြစ်တာမမမကြမ်းတဲ့တခြားမဟုတ်ပါဘူးဝန်သွားတာပါပဲဝန်သွားပြီးတော့အစတော့သူ့ဟာသူကိုယ်တည်းသွားနိုင်သေးတယ်နောက်ကြမသွားနိုင်တော့ဒါဝန်သွားတဲ့ထုံးတာပေါ့နော်နောက်အေးရတဲ့ဘာတခါလည်းမစင်နေရပေါ့အာသူ့သင်္ကန်းနေလည်းမစင်နေပေါ့သူ့ကြောင်းနဲ့တဲ့တကြောင်းလုံးကုန်လို့မစင်နေပေါ့နေပြီးတော့နန်းစောနေတာဘုရုမလည်းပြည့်စုံမဲ့သူမရှိဘူးပြစ်ထားတာကုန်လို့ဘုရုနဲ့ကလည်းမတည့်ဘူးကြောင်းထဲမှာလည်းမြတ်စွာဘုရားကလည်းပဲ သူသတင်းသုံးတဲ့အကြောင်းကိုလှဲ့လှဲ့ပြီးတော့အကြောင်းစဉ်လှဲ့တယ်လို့ခေါ်တယ်လှဲ့လှဲ့ပြီးတော့ကြည်တတ်တယ်ယဟန်တွေဘလို့နေကြထိုင်ကြတာသိအောင်လို့နော်အဲ့ဒီလိုအကြောင်းစဉ်လှဲ့ပြီးတော့ကြည်တဲ့အခါမှာအဲ့ဒီဥစဉ်လေးနေတဲ့ကျောင်းသားရောက်တော့မစင်စော်တွေကနန်းနန်းတော့ဟာဘာဖြစ်တာတို့ဒီနေ့မှဘာဖြစ်တာတို့ကြည်လိုက်တဲ့အခါကျတော့ဒီမှာဥစဉ်လေးတွေပါဝမ်းတွေသွားပြီးတော့ဟိုမကြမ်းမှာဖြစ်နေတယ်ပေါ့ဟာအဲ့ဒါမကြမ်းမှာဖြစ်တာပြည့်စုံမဲ့သူမရှိဘူးလားဆိုတော့မရှိဘူးဗျာဘာမှမပြည့်စုံကြဘူး ဩခဲလိုက်တာတမေဇောဘုရားကနော်အဲ့ဒါသူ့နောက်ကရှင်အာနန္ဒပါတယ်ကျောင်းတင်လှည့်လို့ရှင်ရှင်အာနန္ဒနောက်ကလိုက်ရတာကိုကဲအဲ့ဒီလို့ဆိုသွားအာနန္ဒသွားရေသွားခတ်ချီရေဟိုးလေးနဲ့ရေခတ်ပြီးတော့ဖះကိုယ်တိုင်အဲ့ဒီကုစင်လေးကိုရေလောင်းပြီးတော့စေကြောပေးတယ်စေကြောပြီးတော့သင်္ကန်းလဲပေးပေါ့သူ့ကျောင်းလည်းပဲဟိုတန်ရှင်းရေလုတ်ပေးရတာပေါ့ရေတွေနဲ့ဆေးပေးရတာပါနော်မစင်နေလုတ်ပေးရတာအဲ့တော့ ဖះကိုတိုင်ရှင်အာနန္ဒကရေခဖះကိုတိုင်ရေလောင်းပြီးတော့ဆေးပီးနေတာကိုဘေးကဥစဉ်တွေကမြင်တဲ့အခါကျတော့မှဟာမြတ်စွာဘုရားကိုတိုင်လုံနေတယ်။လာကြလာကြလာကြဆိုပြီးတော့အကုန်လုံးဥစဉ်တွေအကုန်လုံးဝိုင်းလာကြ။ဝိုင်းလာပြီးတော့အကုန်လုံးဝိုင်းတော့ကြ။ဝိုင်းလို့ဒါနဲ့အဲ့ဒါဥစဉ်လေးဟိုတန်တန်ရှင်းရှင်းလေးဖြစ်သွားသူနေတဲ့ကြောင်းလေးတွေတန်တန်ရှင်းရှင်းလေးဖြစ်သွားတာ။အဲ့ဒီဖြစ်သွားတဲ့အခါကျတော့မှရဟန်းတွေလည်းတော်တော်လေးစုမိသွားပြီ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နော်။စုမိသွားတော့မှ ဒီဥစဉ်လေးအကြောင်းကိုဘုရားကမေးတယ်ပေါ့။ဘာဖြစ်လို့ဒီလိုဖြစ်တာတုံးဆိုတော့ဒီလိုပဲဒီဥစဉ်လေးကသူနဲ့တပားနဲ့မှမတည့်တဲ့အခါကျတော့သူကသူ့ဟာသူဘာတိပါတာတပားတဲ့နေတော့ကျန်တဲ့ကိုယ်တော်လေးကသူခရီးမဆိုင်ဘူး။အသာလေးပြစ်ထားရတယ်ပြုစုမဲ့သူမရှိဖြစ်သွား။အဲ့ဒီလိုဖြစ်သွားတဲ့အခါကျတော့မြတ်စွာဘုရားကဘယ်လိုမိန်တော့ဆိုတော့ယဟန်တို့မင်းတို့တွေလူပေါင်းကနေထွက်ခွာပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ပြုကြတယ်ဆိုတာဆွေဝေးမျိုးဝေး လာပီောနေကြာတဲ့ဘသူမှဆွေမျိုးရလိမရှိဘူးငါဖေရောကုန်လုံးနေအဲ့တော့ကိုချင်းချင်းမပြည့်စုံမဆောင်ဆောင်လို့ရှင်ဘယ်သူကလာပြီးပြည့်စုံမှာလဲတဲ့ဘုရားအလိုမေးတာเนาะဘုရားဘယ်သူကပြည့်ပြည့်စုံရမှာတဲ့ဂီလာနာဖြစ်နေလို့ရှိရင်တရင်သုံးပေါ်ချင်းချင်းတဲ့ဒီဖြစ်စီမတဲ့ဒီဖြစ်စီပြည့်စုံဆောင်ဆောင်ရမယ်เนาะအဲ့ဒီစကားလာတာခင်ဗျာเนาะသူနာပြည့်တွေမှာသူစိတ်ကားရှိတယ်เนาะတဲ့ဒီဖြစ်စီမတဲ့ဒီဖြစ်စီ ြည့်စုံဆောင်ရှောက်ရမှာတဲ့ဘုရားကအဲ့ဒီလိုမိန်တာเนาะဘုရားကအဲ့ဒီလိုမိန်ပြီးတော့ဘာပြောတော့ဆိုမြတ်စွာဘုရားပြောတဲ့စကားလေးသိကောင်းเนาะငါဘုရားကိုကြတော့တဲ့ပြည့်စုံခြင်းတဲ့သူတွေပေါ်လိုက်တာเนาะဘုရားကြတော့လေပြည့်စုံခြင်းကเนาะအဲ့ဒါအခုခက်လဲပဲဒီတိုင်းပါပဲအခုခက်လဲဆရာတော်ကြီးတွေနာမကြီးဆရာတော်ကြီးဆိုလို့ရှိရင်ဆရာတော်ရဲ့သူ့ဘာသူသွားနိုင်ရင်ဒါနဲ့မခုံးသွားတော့ဆွဲကြတယ်ကြည်ပါလားလို့เนาะ ်တော့ဒီဗီဒီယိုထဲမှာပါပါလိုက်မယ်တတိယလောရင်ကြည့်ပါလားဆရာတော်ရသူကသူသွားနိုင်တာပဲလေဒါပေမဲ့ဟိုပခုံးသွားသွားတွဲကြတာလေငါပြုစုခြင်းညာတာပေါ့ငါဖေဟာကိုပြုစုခြင်းညာလို့ရှိရင်တဲ့ကိလာနာကိုပြုစုတဲ့အခုမင်းတို့မြင်တဲ့အတိုင်းပဲလေယဟန်တပါမကြမ်းမမဖြစ်နေတာငါဖေဟာကိုတိုင်ပြုစုပြီပဲတဲ့နော်ငါဖေဟာကိုတိုင်ပြုစုနေတယ်တဲ့အဲ့ဒီတော့ငါဖေဟာကိုပြုစုခြင်းတဲ့ပုံကိုယ်ကြီး ဂိလာနာကို ပြည့်စုလို့ရှိရင်ငါဖះကိုပြည့်စုတာ ਨੇ အတူတူပဲတဲ့ဖះလိုပြောရတာเนาะငါဖះကိုပြည့်စုတာ ਨੇ အတူတူပဲတဲ့ဘာလို့ဆိုတော့မင်းတို့မပြည့်သူဖះပြည့်စုရတော့เนาะဒိဋ္ဌိရရှင်းတာပဲเนาะမင်းတို့ပြည့်စုဘာပြည့်စုရတော့မှာလေအဲ့တော့မင်းတို့အဲ့ဒီဂိလာနာကိုပြည့်စုလို့ရှိရင်ငါဖះကိုပြည့်စုတာ ਨੇ အတူတူပဲလို့အဲ့ဒီလိုမြတ်စွာဘုရားက မိန်လိုက်တာအဲ့ဒီစကားလေးမိန်လိုက်ခဲ့တဲ့ဟာ ရဟန်းတော်တွေကိလနာသတင်းသုံးပေါ်ဖြစ်လို့ရှိရင်အလုံးဝိုင်းပြီးတော့ပြုစုတဲ့ဆောင်းလျှောက်တဲ့အလေးထားသာသနာမှာ ဖြစ်လာတာဗျာနော်ဖြစ်လာတာအဲ့ဒါကြောင့်မလို့ဩကိလနာကိုပြုစုဆောင်းလျှောက်တဲ့လုပ်ငန်းဟာမိမိနဲ့တင့်မြတ်သည်ဖြစ်စေမတင့်မြတ်သည်ဖြစ်စေသတင်းသုံးပေါ်အချင်းချင်းဆိုလို့ရှိရင်ပြုစုရမယ်ဆိုတဲ့ဝိတရားတက်ကိုဩလာ စန္ဒမူနာလည်းပဲဘုရားကပြခဲ့တာနော် ဖရာကပြခဲ့တာဒါကြောင့်မလို့ဒီလာနောက်ကိုပြုစုဆောင်းလျှောက်တဲ့ကုသိုလ်ဟာဖရာကိုပြုစုဆောင်းလျှောက်တာနဲ့တူတယ်လို့အဲ့ဒီလိုဖွင့်တာနော်ဒီလာနာတွေကိုပြုစုဆောင်းလျှောက်တာကဖရာကိုပြုစုဆောင်းချင်ဖရာကအဲ့လိုပြောတာလားလေဒီလာနာကိုပြုစုရင်ငါဖရာကိုပြုစုရရောက်တယ်လို့ပြောခဲ့တာကိုဟုတ်တယ်မလားဒီလာနာကိုပြုစုရင်ငါဖရာကိုပြုစုရရောက်တယ်ဆိုတဲ့စကားကိုထောက်လိုက်လို့ရှိရင်ဒီလာနာတွေကိုပြုစုတဲ့ကုသိုလ်ဟာတတ်တော်ထင်ရှားရှိတဲ့မြတ်စွာဘုရားကိုပြုစုတဲ့ကုသိုလ်နဲ့ တူတယ်လို့အသေးပဲအဲ့လိုဖွင့်လို့ရတယ်အဲ့တော့ခမရမိခင်ကြီးရဒါသူနာပြုတ်လို့သူလှုပ်သွားတာလေအဲဒါဖရာလှုပ်ဖရာကမိတ်နေစကားလေဖရာလှုပ်ခဲ့တဲ့လုပ်ငန်းတစ်ခုပဲနော်အဲအဲ့ဒီလုပ်ငန်းကြီးကိုသူကလှုပ်သွားတာအဲ့တော့ဒကမာကြီးမှကုသိုလ်တွေခမရအများကြီးမှာသွားတယ်အဲခမရလည်းပေါအောင်ယူယုံရှိတာပဲနော်ကိုလည်းပေါအောင်ကိုကကိုပေါအောင်ယူရေးကြည့်တယ်ဟုတ်တယ်မဟုတ်လား ကိုယ့်ဟာကိုယ်ပိုင်သူများဟိုငဲ့တရားစောင်းနေရမလို့ညော်လင့်နေရမလို့ဘူးလေကိုယ်မပြည့်စုံရတာသူများစီကမျောရတာလေကိုကုသူနဲ့ကိုပါသွားရင်ဘာဘုရူတရားမမျောစရာမလို့ဘုရူမမျှဝေခြင်းဝေမဝေခြင်းတွေပဲထက်တွေ့မနေနဲ့ဟုတ်တယ်မလားကိုယ့်ဟာနဲ့ကိုလေအဲခမရအရာဒကမာကြီးကိုခမရခူတာမိခင်ကြီးကိုရှိစုပြီးတော့သမီးကကောင်းမှုကုသူပြုတယ်ဆိုတာတော့ခမရဘက်ကခမရဝေတရားအရာလောက်တာပေါ့နော် ောကြိုပြောရင်တော့ဒကမကြီးကတူဝသူပါသွားပြီခင်ဗျာခင်ဗျာဝေးဖြစ်စေဝေးဒီဖြစ်စေတူဝသူပါသွားတယ်နော်သူတော်အဲ့ဒီလိုလေသတိထားမိသွားလို့ရှိရင်ဩငါတမအာဇီဝနဲ့အတမွေးဝမ်းကြောင်းလှုပ်သွားတာဆိုလို့ရှိရင်ကိုထားပြီးပြီနော်အော်ဝိပဿနာ၄ပါးထဲမှာအာဇီဝဝိပဿနာလို့ခေါ်တယ်အတမွေးဝါညောင်ပြက်လို့ရှိရင်ကျန်တာဒီပဲပြက်တာဗျာနော်တမွေးဝါညောင်ပြက်ရင်ကျန်တဲ့သီလလည်းပြက်တာပဲနော် သီလဝိပတ္တိလည်းဖြစ်တာပဲအာသရဝိပတ္တိအကျင့်လည်းပြည့်သွားတာပဲအတမုဘဝကြောင့်ကောင်းမှာနော်အဲ့ဒါတွေပြည့်လို့ရှိရင်အယူဘပြည့်သွားတာလည်းနောက်ပိုင်းကြလို့ရှိရင်အခုအဲ့ဒီလိုစွဲနေတာကြည့်ပါလားဒါကိုပြောပြောသူသူများပြောပြောရတာတော့ကောင်းတော့မကောင်းပါဘူးမကောင်းမိမဲ့နည်းနည်းစမိလို့ပြောပါဦးမယ်ဒီတောင်ကိုရီးယားကဒါဘုန်းကြီးကသူတို့တောင်ကိုရီးယားဘုန်းကြီးကပြောတာပါနော်ကိုရီးယားနိုင်ငံကတဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားနဲ့စစ်မဖြစ်ခင်ကဆိုလို့ရှိရင်တဲ့ ဗုဒ္ဓဘာသာက80ရာခိုင်နှုန်းရှိတယ်။တခြားဘာသာက30ရာခိုင်နှုန်းရှိတယ်တဲ့။တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားပြည်တွင်းစစ်ဖြစ်တဲ့အခါကျတော့အမေရိကန်ကဝင်တိုက်ဝင်တိုက်တော့ကိုရီးယားကြီးနှစ်ချမ်းခွဲပြီးတော့တောင်ကိုရီးယားဆိုတာဖြစ်သွား။ဖြစ်သွားတော့မြောက်ကိုရီးယားကကွန်မြူနီဖြစ်သွားပြီးတော့တောင်ကိုရီးယားကအမေရိကန်လူဖြစ်သွားတယ်။အဲ့ဒီမှာခရီးယန်တွေဝင်လာပြီးတော့ခရီးယန်သာသနာပြုတွေကနေပြီးတော့ကျောင်းတွေဖွင့်ပြီးတော့ကျောင်းတွေဟိုအတန်းကျောင်းတွေဖွင့်ပြီးတော့သင်တဲ့အခါကျတော့ကိုရီးယားကျောင်းသူကျောင်းသားအားလုံးကခရီးယန်ကျောင်းတွက်တွေဖြစ်ကုန် ခရီးယံကျောင်းတွေတွေဖြစ်ပြီးတော့ခရီးယံဘာသာဝင်တွေဖြစ်ကုန်နောက်တကအမေရိကန်ကစီးပွားရေးလုပ်ငန်းကြီးတွေလာပြီးတော့ယင်းနှီးမြို့နယ်တွေကကြတော့အဲ့ဒီသူတို့အမေရိကန်ခရီးယံတွေယင်းနှီးမြို့နယ်တွေကုမ္ပဏီမှာလုပ်တဲ့သူတွေအကုန်လုံးသမားတွေကခရီးယံတွေဖြစ်ကုန်ဟာလို့ခရီးယံဖြစ်မှသူကယာတုကတက်မှာဟုတ်အဖြစ်ကုန်အဲ့ဒီနည်းနဲ့အခုဘလို့ဖြစ်သွားတော့ဆိုတော့ဖြောင်းပြန်ဖြစ်သွားတယ်တဲ့ဘုရားဘာသာက30ရာခိုင်နှုန်းဖြစ်ပြီးတော့ဘုရားဘာသာမဟုတ်တာက80ရာခိုင်နှုန်းဖြစ်သွား39ဖြောင်းပြန်ဖြစ်သွားတာဒါကိုရီးယားပြည်တွင်းစစ်အပြီးမှာနော် အဲ့ဒါပြောတာဆိုတော့ကအတမုံဝမ်းကြောင်းနဲ့ဟောကင်လိုက်တယ်လုံလန်းတယ်လေယာတုတက်ချင်လာခဲ့လေဟုတ်တယ်မလားအဲ့အဲ့အဲ့အတမုံဝမ်းကြောင်းဒါကြောင့်မလို့အာဇီဝဝိပတ်တိအတမုံဝမ်းကြောင်းပြည့်ရင်ဒိဋ္ဌိဝိပတ်တိခေါ်တဲ့အယူပါပြည့်ပြည့်နိုင်တယ်နိုင်နေနေအန္တမအာဇီဝကောင်းရင်ကောင်းတာအဲ့ဒါခမရဒကမရေးရတာသူနာပြည့်လုံကဒါတမအာဇီဝနဲ့နော်အတမုံဝမ်းကြောင်းလောက်သွားတာသူမပြည့်ဘူးနော်တိလဝိပတ်တိလည်းမပြည့်ဘူးအာဇလဝိပတ်တိလည်းမပြည့်ဘူးဒိဋ္ဌိဝိပတ်တိလည်းမပြည့်ဘူး အဲ့ဒီဝိပဿနာတရား၄ပါးခမသူလွတ်တယ်အဲ့လိုနှလုံးသွင်းရတယ်နော်အေးအဲ့ဒါကြောင့်မို့လို့ဒီကနေ့ဓမ္မကြီးကိုအကြောင်းပြုပြီးတော့သမီးဖြစ်တဲ့နော်ဓမ္မမသားကကောမဂုတုပြုတယ်ဓမ္မကြီးကဟုတ်လားသူနာပြုလုပ်ငန်းနဲ့သမအာဇီဝလုပ်ငန်းနဲ့သမွေးဝမ်းကြောင်းသွားတာဖြစ်တဲ့အတွက်သူ့အတက်တစ်လျှောက်လုံးဟာဒါမဂ္ဂင်၈ပါးတွေကသမအာဇီဝမဂ္ဂင်နဲ့ပြည့်စုံသွားတဲ့ပုံကိုဖြစ်တယ်ဒါကြောင့်သူ့အတွက်ကတော့ဟိုအထူးကြီးမရှိဘူးနော် အထူးမရှိဘူး ို့တော်သမီးမှာတော့မြတ်စွာဘုရားကသာသမီးဝတ္တရားထဲမှာမိဘမရှိလို့ရှိရင်လည်းပဲကောင်းမှုကုသိုလ်ပြုပြီးအမြဲတမ်းပေးဝေရမယ်လို့ဝတ္တရားတစ်ပါးထည့်ဟောထားတာရှိတယ်ခမရဝတ္တရားလောရအောင်ဟုတ်တယ်မလားအဲဝတ္တရားအရာမိခင်ကြီးကိုအကြောင်းပြုပြီးတော့ဒီနေ့ကောင်းမှုကုသိုလ်ပြုအမြဲတမ်းပေးဝေတယ်လို့နှလုံးသွင်းပြီးတော့အမြဲဝေရမယ်နော်ကဲလို့ရှင်းစွက်ကိုင်းပြီးတော့ light so